လာပါနေ့စဉ်မိနစ်ပိုင်းတရားတော်များတင်ပေးလျက်ရှိတဲ့ဓမ္မ channel မှကြိုဆိုလိုက်ပါတယ်ဘုရင်တို့တရားနာပရိသတ်များအတွေ့ကိုကိုကိုဆုံးမခြင်းအပိုင်း14ကိုဝိနည်းဆက်လက်ပြီးတော့မျှဝေပေးမှာဖြစ်ပါတယ်အပိုင်း14မှာပါတဲ့စာစုလေးကိုဘုရင်တို့အရင်ဆုံးမိတ်ဆက်ပေးပါမယ်ပေးတယ်ဆိုတာတတိရှိမှပေးရတာတဒါရှိမှပေးရတာစေတနာရှိမှပေးရတာ မစ္စရိယဆိုတဲ့အတွေ့ရှိတဲ့သူက မပေးရဘူးပေးရမှာကြောက်တယ်။ရှိထားတဲ့အရာတွေအပေါ်မှာ တွေ့ထားတဲ့အတွေ့ဆွံ့ရမှာလည်းကြောက်တယ်။ဖယ်ရမှာလည်းကြောက်တယ်။နေရာကိုတွေ့တာ အမျိုးကိုတွေ့တာပစ္စည်းကိုတွေ့တာ အလှကိုတွေ့တာဓမ္မကိုတွေ့တာတွေဟာမစ္စရိယအမျိုးတွင်တွေပါပဲ။ဘာပဲတွေ့တွေ့အတွေ့မှန်သမျှအပူပါပဲ။နေရာဖယ်ပေးတာပစ္စည်းပေးတာစတာတွေဟာဆွန့်လွတ်နိုင်တဲ့တတ္တိရှိလို့သာလုပ်နိုင်ကြတာပါ။ ရယူသူနဲ့ပေးဆက်သူဖြစ်နိုင်ရင်ပေးနိုင်တဲ့သူဖြစ်အောင်ကြိုးစားရမယ်။ရလိုက်လို့ဖြစ်ရတဲ့ဉာဏ်မှုနဲ့ပေးလိုက်လို့ဖြစ်ရတဲ့ဝမ်းမြောက်မှုနှိုင်းတူလို့တော့မရဘူး။ရလို့ဉာဏ်တဲ့ခံစားမှုနောက်မှာစိုးရိမ်မှုတွေပူပန်မှုတွေရှိတတ်တယ်။ရှိလာတဲ့အရာတွေပျောက်ပြက်သွားမှာပျက်စီးသွားမှာစတာတွေကြောင့်ရယူခြင်းရဲ့နောက်မှာစိတ်မချမှုတောကဖြစ်မှုတွေရောက်နေတတ်တယ်။ ဒါကြောင့်အယူများတဲ့သူဟာအပူပွားတတ်ပြီးစွန့်နိုင်မှသာလွတ်နိုင်တဲ့အတွက်ကြောင့်ရယူဖို့ထက်စွန့်လွတ်နိုင်အောင်ကြိုးစားပါ တွေ့တာမှုကိုစွန့်လွတ်မှုနဲ့လျှော့ချနိုင်အောင်ကြိုးစားပါ အပူပေါ့ခြင်းအယူလျှော့နိုင်အောင်ကြိုးစားပါ အတွေ့ရော့ခြင်း အတွေ့လျှော့ရင်တကယ်ပေါ့တယ်ဘာပဲဖြစ်ဖြစ်လျှော့ကြည့်လိုက်ပါဒါဒီစာစုလေးမှာပါတဲ့အကြောင်းအရာလေးပါပဲဒီကပြောချင်တာကပေးရတယ်ဆိုတာတတ္တိရှိမှပေးရတာဆိုတော့ ပေးတယ်ဆိုတာကဒါနပဲမပေးအောင်လုပ်နေတာကဒါနရဲ့စန့်ကျင်ဘက်ကမစ္စရိယပဲတဒါနဲ့မစ္စရိယကစန့်ကျင်ဘက်လေဒါနတရားတရားရှိတဲ့လူကပေးခြင်းနဲ့လှူခြင်းနဲ့အဲစွန့်ခြင်းနဲ့တရားတရားမရှိတဲ့လူကပေးရမှာကြောက်တယ်လှူရမှာကြောက်တယ်စွန့်ရမှာကြောက်တယ်မစ္စရိယတွေ့ထားတာပဲတရားမှုတွေရှိနေတဲ့အတွက်ကြောင့်ကိုပစ္စည်းလေးကို သူများကိုပေးလိုက်ရမယ်ဆိုတဲ့စိတ်က တခါတခါအဲ့ဒီစိတ်ကလေးကပေးမယ်လို့စဉ်းစားထားတာတော့မှလေပေးကနေကြလို့ရှင်စိတ်ကလေးကတခြားအတွေးဝင်သွားတာကိုငါလုံးဆရာရှိသေးတယ်ဒါလေးပေးလိုက်လို့ဖြစ်ပါမလားဒါမျိုးလေးဝင်သွားတယ်ရောရဲရဲတာပေးတသိရှိရှိတာပေးပြတ်သွားအောင်ပေးအဲ့ဒါဆိုရင် तू ကဟိုအပြည့်ဟိုအစစ်မှန်တရားတရားရှိအစစ်အမှန်ဆွန့်လွတ်မှုဖြစ်သွားတယ်ဟိုရင်ဒါလေးပုံမှာတွေ့ထားတာလူတွေမှာတခါတခါစိတ်ကဘလောက်မြန်လဲ ဆိုရင်ဟိုဘုန်းကြီးတို့အတိတ်တခါကြီးမာကြီးတယောက်ပြောဘူးတယ်တပိတော့ဘုရားတဲ့ဆရာလေးတွေလာလို့တပိတော့ဘိတ်မျိုးဘိတ်သူတို့ဆန်းအလူခံကြွားတဲ့အခါဟိုဝတ္ထုလေးတွေလှူမယ်ဆိုပြီးတော့လူရဲ့စိတ်ကလည်းပဲလူမယ်ဆိုလို့ပိုင်းဖြတ်ထားပြီးတော့မှပတ်စံအိတ်ကိုဖြွင့်လိုက်တဲ့အခါမှာတဲ့ပတ်စံရဲ့ထဲမှာပတ်စံတွေအများကြီးတထောင်တန်းနဲ့တွေ့တယ်၅ထောင်တန်းနဲ့တွေ့တယ်တထောင်တန်းလေးတွေ၁၀၀တန်းလေးရော၅၀၀တန်းအစုံတွေ့တော့ ူကဆရာလေးတွေလှူမယ်ဆရာလေးတွေကြည်ပြီးတော့မှပတ်စံအိတ်ဖွင့်ပြီးတော့မှတန်တောင်းနံလေးတွေဘေးကပ်လှူဆရာရှိပါသေးတယ်။ငါးတောင်နဲ့ကြောင်းနဲ့များပါသေးတယ်ဘေးကပ်။အတထောင်နံလေးတွေဘေးကပ်ငါးရတန်လေးတွေဘေးကပ်နှစ်ရတန်လေးတွေဘေးကပ်နောက်ဆုံးတရာတန်လေးတွေ့တရာတန်လေးတွေ့တော့မှဒါတော့မှအစ်စ်နဲ့အဟောင်းဆိုအိုးဆရာလေးတွေငငယ်လေးဆိုပြီးတော့အဟောင်းလေးတွေရွေးပြီးလှူပြစ်သွားတာ။ဟောမရှိလို့မဟုတ်ဘဲနဲ့အဲ့ဒီရွေးနေတဲ့စိတ်က ရွေးနေတဲ့စိတ်ကပစ္စတ်အေကိုဖွင့်နေချိန်မှာ1000နဲ့9000နဲ့ကတ်နေတဲ့စိတ်ကအဲ့ဒါမစ္စတီးယားစိတ်ပဲစိတ်ကဘလောက်မြန်လဲဆိုတော့လေစိတ်ကဘလောက်မြန်နောက်ဆုံးရွေးရင်ရွေးနေသေးသေးလေးနဲ့အဟောင်းလေးရွေးပြီးလှူပြတဲ့အစင်ကြီးရောက်သွားရင်သူကအကျိုးပေးကြတော့အဲ့ဒီကိုယ်စေတနာနဲ့တန်းအောင်အကျိုးပေးသွားတော့သေးသေးလေးနဲ့အဟောင်းလေးပဲရသူကလှူလဲလှူရတယ်ဘာဖြစ်လို့အဲ့လိုဖြစ်သွားတာလဲဆိုတော့တရားနဲ့မစ္စတီးယားကြောင့်မပြတ်သားတဲ့တရားတရားကြောင့် မစ္စရိယကဂျားနေတောတော်ပြီးနှောက်ရှက်တဲ့တောင်းလန်နေဘေးကတ်တာမစ္စရိယကတ်တာတရာတရားဆွဲထုတ်ခြင်းနဲ့မစ္စရိယပြန်ကတ်လိုက်တယ်ဆိုတော့လှုံနိုင်လို့ရှိရင်ပြတ်အောင်လာလို့မလှုံနိုင်မှုဆိုရင်လည်းပဲ तू ကလှုံနိုင်လို့ရှိရင်အကောင်းဆုံးလူကိုင်းတော့အမြဲတမ်းပြောတယ်လှုံနိုင်တဲ့လူကအကောင်းဆုံးလူမလှုံနိုင်လို့ဆိုရင်ကိုယ်ရှိတဲ့အတိုင်းတန်နဲ့ပြတ်အောင်လို့ဆိုတော့ဆရာလေးတွေအတွက်ဒီရက်လာမယ်ဆိုရင်တရားတိုင်းတစ်ခါလဲပြီးတော့ ဟိုခွက်လေးနဲ့တခြားတင်တာစာရည်လေးနဲ့ထည့်ထားပြီးခုနကလို choice လုပ်ပြီးတော့ miss ရနဲ့ရန်ဖြစ်เสียအကြောင်းမရှိဘူးကိုကပိုင်းဖြတ်ထားပြီးသားပြီးဒီကုသိုလ်လေးကတခါတည်းပြတ်သွားတကယ်ရင်းများလှူနေတာရှိလို့ကောင်းကောင်းလှူကျင်နေဆိုရင်လည်းပဲကောင်းကောင်းလှူရင်ကောင်းကောင်းအကျိုးပေးတာတချို့ကကောင်းကောင်းမလှူနိုင်လို့မဟုတ်ဘူးလှူနိုင်ရင်သားနဲ့မသိလို့မလှူဖြစ်တာဆိုတော့ तू ကအကောင်းဆုံးကိုလှူရင်အကောင်းဆုံးကိုအကျိုးပေးတာမြတ်စွာဘုရားကဘုရင်ဘွဲကမနာပဒါယီဆိုရင်အဲ့ဒါပဲမနာပဒါယီလဘတ်တိမနာပံဘုရားက မနာပဒာယီနှစ်သက်မြန်နိုးပွဲကိုပေးလို့တော်သူဒီမနာပနှစ်သက်မြန်နိုးပွဲကိုလက်ပတိရယူကိုနှစ်တဲ့ဟာလေးကိုကိုကြိုက်တဲ့ဟာလေးကိုပေးရင်ကိုကြိုက်တဲ့ဟာလေးကိုပြန်ရတယ်ဘုရားရှင်စာသင်သားဘွားကမရှိတဲ့အခါကျမပေးနိုင်ဘူးမပေးနိုင်တဲ့အခါကျတော့အကောင်းကောင်းမပေးနိုင်ကိုပေးနိုင်တဲ့အနေထားရတော့အကောင်းဆုံးကိုပေးသင်ငန်းတွေကောင်းကောင်းတွေရလာတယ်ငွေကြေးတွေလာလို့ရှိရင် မပြေစုံတဲ့တငယ်ချင်းဦးစင်းနေရှင်မြတ်ဘာသင်္ကန်းဝတ်လဲဟာဒီရောဒီသင်္ကန်းဝတ်တဲ့အကောင်းဆုံးလှူပေးလိုက်တခါကြုံမှုတယ်ဘုန်းကြီးဟိုချီသင်္ကန်းလေးဝတ်ဖို့ဆိုရင်ခြံထားဒီရာလေးတစ်စုံရှိတယ်အဲ့ဒါတငယ်ချင်းဘုန်းကြီးတစ်ပါးလာတော့ရှင်မြတ်ဘာသင်္ကန်းလိုလဲမေးကြည့်တော့အာတပည့်တော်ချီသင်္ကန်းလေးရရင်ဝတ်ချင်တယ်ကိုကအဲ့ဒါလေးတစ်စုံနဲ့ရှိတော့ဒါပေမဲ့သူ့ကိုသူဝတ်ချင်တာပဲဆိုရင်ကိုဝတ်မဲ့ဟာလေးကိုသူ့ကိုလှူပေးလိုက်တာချက်ချင်းချက်ချင်းနဲ့လှူပေးလိုက်တော့နေကင်းကြတော့ဗျာ တရားဒါနရဲ့အကျိုးကချက်ချင်းကျိုးနေခင်းကြတော့ဓကမတယောက်ကအသင်္ကန်းတစုံယူပြီးတော့ဆရာတော်သင်္ကန်းကတ်ချင်းတို့ပါဗျာလာကတ်တော့ကြည့်လိုက်တော့မနက်ကလှူတဲ့သင်္ကန်းအမျိုးစားပဲတစိုက်ပဲกว่าဟောစေတနာပြည့်ရင်ဒါနကမငတ်ဘူးဆိုဟမ်ဒါနကစွန့်နိုင်စွန့်နိုင်စွန့်နိုင်လည်းမြအကျိုးပေးတာဆိုတော့အဲ့ဒီတတိရှိရှိနဲ့ကပေးနိုင်အောင်ကြိုးစားတတိရှိမှပေးတာတတိမရှိလို့ရှိရင်မစ္စရိယကတွဲတွဲထားတာ စိတ်ကိုအမြဲတမ်းသူကလှူကနေဆိုရင်အမြဲတမ်းအနောက်ရှက်ပေးတယ်အမစ်စရီယာဘုရားလက်ထက်ကပုံနာတဦးရှိတယ်သူမှမိလင်မယားနဲ့လို့ဆင်းရဲတာဧကတာတကဆိုတဲ့ပုံနာဧကဆိုတာတခုတော့တာတကဆိုတာအပေါ်ယုံပဲရှိခိုမာကအိန္ဒိယမှာကျတော့အပေါ်ယုံစာလီတွေယုံကြဝိကြတာဆိုပုံနာလင်မယားနှစ်ယောက်မှာအဲ့အပေါ်ယုံတခုတွေပဲရှိတယ်ဧကတာတက ပုံနာဒါကြောင့်မို့သူတို့ဧကတာတကပုံနာလင်မယားလို့ခေါ်တယ် တော့ဒီနေ့တော့အဲ့ဒီပုံနာကြီးသူတို့ဖရာတရားသွားနိုင်ရင်ပဲမျိုးသားသွားရင်အမျိုးသမီးကအိမ်ထဲမှာနေခဲ့ရတာအပေါ်ယုံမရှိလို့မထွက်ရဲအမျိုးသမီးသွားရင်အမျိုးသားအိမ်ထဲမှာနေအဲတယောက်နဲ့တယောက်နေကနေခဲ့မင်းသွားငါညာပိုင်းသွားမယ်အဲ့လိုပြောပြတရားသွားလာတာအဲ့လိုသွားဒီနေ့တော့ဧကတာတကပုံနာယောက်ျားကအဲ့ဒါညာဘက်ဖရာတရားသွားနာမယ်ဆိုသူကအဲ့အပေါ်ယုံနေယုံပြီးသွားဝေရတော့ဖရာတရားဟောနေတဲ့အချိန်မှာသဒ္ဓါတရားလေးပေါ့ ငါလူမဲလူမဲဆိုလူစရာလည်းမရှိဘူးငါဘာလူရမလဲ။အော်ဒီအပေါ်ယုံပဲလူမဲပေါ့သူစဉ်းစား။အပေါ်ယုံလူမဲလို့စဉ်းစားပြီးတော့ဖရာတရားဟောစ အလေလောက်မှလူမဲလို့စဉ်းစား။နောက်တော့လူကန်ဤမှာဟာငါဒီတခုတည်းရှိတာငါဒါလေးလူလိုက်ရင်ငါတို့အပြင်သွားရင်ဘာယုံကြမလဲ။ဆိုတော့နော်ရေးပါအောင်မလူသေးပါဘူးဆိုပြန်ပြီးတော့မစ္စရိယနိုင်သွားပြန်အောင်။နောက်ကဖရာတရားဆက်နဟာတဝက်လောက်တဝက်ကျွကျွလောက်ကြတခါတရားတရားပေါ့လူမဲ။ တရားလေးတစ်ခုပဲရှိတာဒါလှူလိုက်မယ်လှူအိုးငါယောက်ျားလေးဖြစ်သလိုနေလို့ရတယ်ငါအမျိုးသမီးဘယ်လိုလုပ်မလဲအပြင်သွားရင်ဟောမလှူသေးပါဘူးမစ္စရိယနိုင်သွားရောဒါတရားနဲ့မစ္စရိယသူတိုက်ပွဲဖြစ်နေနောက်ဆုံးကျတော့မဖြစ်တော့ဘူးဆိုပြီးတော့နောက်ဆုံးဖရာတရားဆုံးကန်နေကြောက်ကဲငါတို့အတိတ်ကဒါနနဲခဲ့လို့မလှူရဲခဲ့လို့အခုလူဖြစ်တာမဖြစ်တော့ဘူးဒီတစ်ခုလည်းလှူလိုက်တော့မယ်ဆိုပြီးတော့အဲဖရာကိုချင်းရင်ကိုချပြီးတော့အဲ့အပေါ်ယုံလေးလှူပစ်လိုက်တာ လှုပ်ပြပြီးတဲ့အခါကျတော့မှအဲ့မှာသူထအော်တာအောင်မီအောင်မီဆိုအော်တော့ဒီမှာစစ်တိုက်ကပြန်လာတယ်ရှင်ဘင်းဟာငါတိုက်ပွဲအောင်လာတာမင်းကဘာအောင်လာလဲအာကျွန်တော်မျိုးကြီးရင်ထဲမှာတိုက်ပွဲတွေဖြစ်နေတာရင်ထဲမှာတိုက်ပွဲဖြစ်တာဘာတိုက်ပွဲဖြစ်တာကျွန်တော်မျိုးမှာရှိတဲ့သဒ္ဓါတရားနဲ့ကျွန်တော်မျိုးမှာရှိနေတဲ့မစ္စရိယတိုက်ပွဲဖြစ်နေတာအဲ့တော့ကြိုးကြောင်ပြောပြတာဟာ တော်တော်အောင်သွားပြီဆိုပြီးတော့အရှင်ဘုရားသူ့ချီးမြောက်တာအဲပေါ်ရဝစ်ဆိုင်တော်တော်လေးချမ်းသာပါဒါနဲ့အကျိုးတက်ရောက်မြတ်သွားတာသူကစောစောစီးရသူလူရင်ဒီချက်ပို့ရမှာတဲ့အဲ့ဒါတတားနဲ့မစ်စီယာတိုက်ပွဲဖြစ်ရင်ဖြစ်နေနောက်ဆုံးမှာ၄စု၅ခုလောက်ပဲရသွားတာဆိုတော့ကတတားနေရာနဲ့မစ်စီယာကအမြဲတမ်းကိုလိုကလည်းတိုက်တိုက်နေတာဖြစ်တဲ့အတွက်ကြောင့်ကို့မှာရှိလို့ရှင် ပေါ်တဲ့တတားတရားလေးတတိရှိရှိဆုံးဖြတ်ချက်ချလိုက်နောက်ကိုတွေးမနေတော့နောက်အကြောင်းတွေးရင်မလူပြစ်တော့ဘူး နောက်အကြောင်းပြင်မမေးမပေးပြတော့နော်ပေးလိုက်တာနဲ့ရမှာပဲဘုန်းကြီးတို့အဲ့ပေးရတဲ့တက်တီကိုလုပ်တယ်တခါတခါကျတော့ဟိုတုန်းကစာသင်သားဘဝကသင်ငန်းတွေရလာလို့ရှိရင်စာသင်သားကမပြည့်စုံတဲ့အတွက်ကြောင့်သင်ငန်းလေးတွေဘုန်းကြီးတို့ကပြန်ပြီးတော့ရောင်းပြီးတော့စာအုပ်ဖို့တွေပြန်လောက်ရတယ်မပြည့်စုံတော့ကတော့ရောင်းတယ်အခုနောက်ပိုင်းကပြည့်စုံတဲ့အနေထားရသင်ငန်းတွေဘယ်တော့မှရောင်းမစားတော့သင်ငန်းတွေလှူတာရတယ်မြန်အကုန်လုံးလူတော့တခါကလူတော့လည်းပဲတချို့သင်ငန်းတွေကဝတ်လို့မဖြစ်တဲ့သင်ငန်းတွေဖြစ်တော့အခုဒီနေ့ဆိုရင်သင်ငန်းအစုံ100လောက် အကောင့်နေနဲ့ပြန်ဖလှယ်လိုက်တယ်။သင်္ကန်းအစုံ100လောက်ကိုအကောင့်နဲ့လဲလိုက်မှာအစုံ30လောက်ပဲရှိ။အဲ့ဒါလေးပြန်လဲပြီးတော့ဂျန်နဲ့စာတင်သားတွေလှူလို့ရအောင်ဆိုအကောင့်နေနဲ့ပြန်ပြီးချိန်ပလိုက်တာ။အကောင့်ဆုံးနေပြန်လုပလိုက်တာ။ဆိုလိုတာကရှိလို့ပေးနိုင်လို့ရှင်အကောင့်ဆုံးကိုပေးရ။တတိရှိပေးရလို့ရှင်ပေးတာနဲ့အမြအိဒါနဆွမ်းအားကတတိရှိတဲ့လူအတွက်ဘယ်တော့မှဒုက္ခမရောက်ဘူး။တဒါနဲ့မစ္စရိယအမြဲတမ်းတိုက်ပွဲဝင်တဲ့အချိန်မှာကိုကမစ္စရိယချောင်း ကိုယ့်ရဲ့တရားတရားမပြတ်ရဘူးမစ္စရိယရှာကြံပြီးတော့တွေ့တာခုနစာအုပ်ထဲမှာပါတယ်လို့ပဲမစ္စရိယ၅မျိုးမှာမြတ်စွာဘုရားကတော့အဲ့တွေ့တာမှု၅မျိုးအတွေ့၅မျိုးမှာတဲ့မစ္စရိယဆိုတဲ့အမျိုးအစား၅မျိုးထဲမှာကုလမစ္စရိယအမျိုးကိုတွေ့တာလာဘမစ္စရိယပစ္စည်းလာဘကိုလွဲတာတွေ့တာဝဏမစ္စရိယအစင်းကိုတွေ့တာအာဝတမစ္စရိယနေရာကိုတွေ့တာ ဓမ္မမစ္စရိယတရားကိုတွေ့တာအတွေ့၅မျိုးနော်အစဉ်တိုင်းဆိုရင်အာဝါဒနေရာကိုတွေ့တာအာဝါဒမစ္စရိယအမျိုးကိုတွေ့တာကုလမစ္စရိယအစဉ်လာဘလက်လာဘပစ္စည်းဝတ္ထုကိုတွေ့တာလာဘမစ္စရိယအစဉ်ကိုတွေ့တာဝဏ္ဏမစ္စရိယတရားကိုတွေ့တာဓမ္မမစ္စရိယအဲ့ဒီမစ္စရိယ၅မျိုးအတွေ့၅မျိုးဟာသရတရားကိုသူကအမြဲတမ်းနှောက်ယှက်ပေးတဲ့အတွေ့အကြုံအဲ့ဒီ၅မျိုးရှိရင်လူပါ မလုဖြစ်တော့မလူဖြစ်တော့မယူဖြစ်တော့အာဝတ္တမစ္စတီရဲ့နေရာကိုတွေ့တာလဲပူတာဒီနေရာမှာဆိုတဲ့ဟာမျိုးကုလမစ္စတီရအမျိုးကိုတွေ့တာလူတွေမှာအဲ့အတွေ့ကငါငါအမျိုးဆိုတဲ့စိတ်ကလေးရှိတယ်ခါခါကြတော့အမျိုးဆိုတဲ့နေရာမှာဘုန်းကြီးတွေဆိုရင်ကိုယ်တကာတာမှာကိုယ်တကာတာမှာတခြားဆရာတော်နောက်ပါသွားမှာဆိုလို့လေတခြားဆရာတော်နဲ့မင်းမဆက်ပြေးတာလေအဲ့ဒါအမျိုးကိုတွေ့တာပဲ လူတွေမှာလည်းပဲကိုကိုဝယ်တဲ့တန်ခါဆရာတော်ကတခြားတက္ကမကိုဦးစားပေးသွားမှာဆိုတော့အဲ့ဆရာတော်ကိုချားလူတွေမိတ်ပဆက်ပေးခြင်းတာလည်းပဲအဲ့ဒါလည်းကုလမစ္စရာပဲဟုတ်ကိုကိုဦးစားပေးနေတဲ့တခြားလူဦးစားပေးသွားရင်မကျေနပ်တာအဲ့ဒါကုလမစ္စရာအမျိုးကိုတွေ့တာပဲအခုကြည့်မှသူများနဲ့ယူသွားမှာဆိုတာလည်းပဲအဲ့ဒါကုလမစ္စရာအမျိုးကိုတွေ့တာပဲဆိုအမျိုးကိုတွေ့တာတွေကပူတာပဲဖြစ်တဲ့အတွက်ကြောင့်ကိုကအဲ့ဒီအတွေ့ကိုလျှော့ရတယ်ကုလမစ္စရာလည်းလျှော့ရတယ် ။အဝဏလာဘမစ္စည်းယ။ကိုလက်လာဘလေးကိုတွေ့တာ။ကိုရထားတဲ့ဟာလေးတွေသူများရသွားမှဆိုလို့ကိုရှိမှရှိထားတဲ့လက်လာဘကိုတခြားကိုပေးရမှကြောက်တာ။အဲလာဘမစ္စည်းယပစ္စည်းကိုတွေ့တာပဲ။ပစ္စည်းကိုတွေ့တာလည်းပူတာပဲ။တိတ်တံမိုးကြီးလေးလေးတိတ်ပြီးတော့ပူရတာလေးများတယ်ပဲ။တံမိုးမရှိတဲ့ဟာဒီလောက်အတွေ့မရှိဘူး။ တန်ဖိုးကြည့်လေလေတန်ဖိုးကြည့်ရလို့သတ်မှတ်ခံထားရလေလေအဲ့ဒီအပေါ်မှာတွေ့တာမှုများလေလေတွေ့တာမှုများလေလေ accidentally ဖြစ်သွားလို့ပျက်စီးသွားရင်ခံစားမှုကပိုများလေလေတရာလောက်ရှိတဲ့ဒါလေတရာလောက်ပျက်စီးသွားမှာမခံစားဘူးပတ်စံတရာလောက်တထောင်လောက်လည်းဘာမှမခံသသိန်းလောက်ပဲရှိတဲ့လူကသသိန်းပျက်စီးသွားရင်ပူရပြီဆယ်သိန်းလောက်ပဲရှိတဲ့လူကဆယ်သိန်းပျက်စီးသွားရင်ပူရပြီနော်အဲ့ဒါရှိတဲ့ဟာတဲ့ တန်ဖိုးကြီးလေလေကိုကပူလောင်မှုများလေဖြစ်တဲ့အတွက်ကြောင့်ပစ္စည်းဝိထုအပေါ်မှာတွေ့တာလဲအပူပဲဖြစ်တဲ့အတွက်ကြောင့်အဲဒီတွေ့တာမှုကိုလည်းပဲသရတရားနဲ့လျှော့ချရမယ်။လာဘမစ္စီယာဝနာမစ္စီယာအစင်းကိုတွေ့တာကိုတဲ့သူများပူလှသွားခြင်းသွားမှဆိုလို့ကိုပြင်နေကြအလှဆိုင်လေးကိုမိတ်မဆက်ပေးတာလေအဲ့ဒါမဝနာမစ္စရိယာပဲအလှကိုတွေ့တာကိုလှတယ်လို့သူလှသွားမှဆိုတာ ကိုလည်းလှတာမဟုတ်ဘူးเนาะဒါပေမဲ့ကိုတက်ပိုလှသွားမှာဆိုအဲ့ဒါမျိုးတွေကလည်းပဲဝန်နာမစ်စတီယာခွေးတို့ကိုရီးယားမှာခဏနာဖြစ်ကိုရီးယားလူမျိုးတွေကများသောအားဖြင့်တော်တော်များများကိုရီးယားမိန်းကလေးရ69.9ခိုးရာခိုင်နှုန်းက operation လုပ်တာ plastic surgery အကုန်လုံးခွဲစစ်တာကိုရီးယားခွဲစစ်တာနာမည်ကြီးတယ်ဟမ်နာမည်ကြီးတော့မင်းသားမင်းနေမှာကိုခွဲထားတာပဲကြီးလိုက်နှာခေါင်းလေးရဆင်းဆင်းလေးတွေအတူတူပဲဒီပုံစံနဲ့ပဲမိန်းကလေးတွေမျက်ရည်လေးတွေပေါ်သူတို့ကမျက်ရည်မပေါ်ဘူး သူတို့မျိုးနွယ်တွေကမွန်ဂိုလိုက်မျိုးနွယ်တွေဆိုနှခနာပိမျိုးတွေဒါပေမဲ့အဲ့ဒါလေးကိုနှာခေါင်းစီလီကွန်လေးနဲ့ထောက်မျက်ရည်လေးတွေဖော်တဲ့အဲ့မျိုးလေးရှိတယ်။ तू ကရုပ်တရားအပေါ်မှာ तू ကပြင်နေကြတာစိတ်ကမပြင်မနဲ့ရုပ်ကိုပြင်တာရုပ်ကမင်းတို့ရုပ်အလားကိုလည်း तू များကိုတက်ပိုလာသွားမှလည်းစိုးတယ်။အဲ့ဒါဘုန်းကြီးနဲ့အတူကြောင်းတဲ့တော့ကလေးမလေးတယောက်ဂံဃာကြီးဆိုတဲ့ကောင်မလေး तू ကမေဂျာအတူတူပဲဘုဒ္ဓဇင်မေဂျာပဲအဲ့ကလေးမလေးကနှာခေါင်းလေးက तू ကကောက်နေတာ ကောင်းနေသူ့ကို nickname နဲ့သူကနာမည်ပြောင်းနေချစ်စနုံးနဲ့ခေါ်တာဒုတ်ဆူးတွေလို့ခေါ်တာဒုတ်ဆူးတွေဆိုတာတိတ်ငှက်မထိပဲစွန်ရဲလို့တိတ်ငှက်ဒုတ်ဆူးတွေခေါ်တာနှာခေါင်းလေးကောင်သူ့ဒုတ်ဆူးတွေလို့ခေါ်တာအဲ့ကလေးမလေးတနေ့တော့ဘုန်းကြီးရှင်လာပြီဘုန်းဘုန်းဖရာတဲ့စနင်းနဲ့ဂျွန်နုံခိုးဆူဆူရဟာကိုရှိပွန်းတဲ့ဟာကာမာလကာစလာရှောက်ရှင်မရအတူတူနှာခေါင်းခွဲစေခြင်းလို့ဖရာတဲ့အဲ့ဒါလုံးတင်တာမလုံးတင်ဘူးလားတဲ့ 你好过媳妇，很多的都安那个媳妇，安能等他？你忙得了很，三观都不少有了表。你快点快乐下来呗，你都不会包。အမေရဲ့သူရလည်းဗီဒီယိုနဲ့ဗီဒီစရာပြောပြပြောလို့တဲ့အမေမွေးထားတဲ့ဟာဒီ original လေးတို့ပြင်လိုက်လို့ရှင်ကဉ္ဇမာဝပြောင်းသွားမှာစိုးလို့ပါမပြောင်းပါဘူးလို့ရုပ်ပြင်ုံနဲ့ကဉ္ဇမာမပြောင်းဘူးလို့စိတ်ပြင်မှာကဉ္ဇမာ ပြောင်းတာလဲ ဆိုတော့အဲ့ဒါပြောတော့တခုတော့ရှိတယ်နော်ရှိချက်ခါမြောင်ဂေစခါကဲသွင်းတာရှိချက်ခါကြီးမာရယဟန်တာသူပြောပြအလုံးတခုဟာလို့အစမလုံးနဲ့အဆုံးမရှိဖြစ်တတ်တယ်ကုရှိအော့ဆော်ယိုဒါလေးနှာခေါင်းလေးခွဲစေလို့နှာခေါင်းလေးမကျင်နဲ့ကျန်တဲ့ဟာလေးမျက်ရည်လေးလည်းဖော်ကျင်သေးတာမျက်ရည်လေးဖော်ပြီးပြန်တော့အိုးပါလေးလည်းပြန်ပြီးပြင်ကျင်လိုက်တာဟိုဟာလေးပြင်တာလေးပြင်တယ်ကိုမျက်နှာကိုကြည့်ရင်းနဲ့ပြင်လို့ဆုံးမမှတော့ဘူးလူတွေမှာမန်ကျုတ်ခါကြီးမုတ်ထာနံကိုရှိတယ် မန်ချုပ်ခါသာဆိုရောင်ရဲမှုမပြုတ်နိုင်ကျေနပ်မှုမပြုတ်နိုင်တဲ့အခါကျတော့တခုပြီးတခုပြင်းရင်ပြင်းနေအဆုံးမှမဟုတ်တော့ဘူးဒါကြောင့်မလို့သူတို့လူမျိုးတွေကအဲ့ဒီဝန္ဒမစ္စတီရအစင်းပေါ်မှာတိတ်ပြိုင်လုံးအကြီးအစင်းပေါ်မှာဝင်တူတာသူတို့ကြောင်သားအချင်းချင်းနဲ့ပြိုင်ကြတယ်ကြောင်သူအချင်းချင်းနဲ့ပြိုင်ကြဆိုတော့အဲ့ဒီအစင်းအပေါ်မှာဝင်တုံမှုဟာလည်းပဲပူလောင်မှုဖြစ်တဲ့အတွက်ရောက်မြတ်စွာဘုရားကတော့အဲ့ဒီဝင်တုံမှုမစ္စရိယကိုတရားတရားနဲ့ပဲချွတ်ချပြီးတော့အနိုင်ယူရမှာတဲ့ နဝနမစ္စရိယအစင်းကိုတွေ့တာလဲပူတယ်အဝါဒကုလလာဘဝနနောက်ဆုံးတစ်ချက်ကဓမ္မမစ္စရိယတရားကိုတွေ့တာတာမန်မေးလိုက်လို့ရှိရင်ပစ္စည်းတွေ့တာနဲ့တရားတွေ့တာဘယ်ဟာပိုကောင်းလဲဟိုတရားကိုတွေ့တာပိုကောင်းတာပေါ့ဗျာနော်သာသမီကိုတွေ့တာနဲ့တရားကိုတွေ့တာဘယ်ဟာပိုကောင်းလဲအိုးတရားကိုတွေ့တာပိုကောင်းတာပေါ့ဗျာ ဟိုအရာတွေတွေ့တာနဲ့ဒီတရားတွေ့တာဘယ်ဟာပိုကောင်းလဲတရားတွေ့တာပိုကောင်းတာပေါ့ဖရာဒီလိုပြောကြတာပတမန်တဲ့ဆိုရင်တော့တရားတွေ့တာကောင်းတယ်ပို့ထင်ရဒါပေမဲ့ပြိသက်ကြီးတရားကလည်းတွေ့ရမယ့်အရာမဟုတ်ဘူးလေဓမ္မမစ္စရိယထဲမှာထည့်ထားတာမစ္စရိယထဲမှာဓမ္မမစ္စရိယတရားကိုတွေ့တာလည်းပူတယ်တဲ့တရားမတွေ့ရဘူးတကယ်တမ်းညာဟုတ်တယ်တရားဆိုတာတွေ့ရမှာမဟုတ်တရားဆိုတာကြင့်ရမှာလေ လူတွေကတရားကိုမကျင်မဲ့တရားကိုတွေ့လို့အိုးငါတို့ကအဘိဓမ္မာဘာနဲ့ဆင့်အောင်ပြီးသားဆိုရှောက်ရှောက်ပြီးတော့လေသူ့ရဲ့ဟိုတရားမရှိဘဲနဲ့ကိုတိတဲ့ certificate တွေနဲ့လိုက်ပြီးတော့ကြွားနေတဲ့လူတွေရှိတယ်တချို့ဆိုရင်အဘိဓမ္မာတွေတိတ်တက်တော့အိမ်ကြီးကိုဆုံးခံကြွားတဲ့ကိုရင်လေးတချို့ကစမ်းတာဟောကွင်းအခုတဆိဘဏဘာအရှောက်ရှောက်ယူမိတာဆိုကိုရင်လေးတွေအဲ့အိမ်မကြွားရတော့ဘူးအမှန်တော့ ကွင်လေးအခုမှစတင်ကသူတို့ကဘယ်နဲ့စအောင်မိတာအဲ့တော့တော်တော်ပြစမ်းတာအဲ့ဒါတရားမကြည့်မနဲ့တရားတွေ့တော့ဒုရီယမလာတော့ဘူးနော်တရားကကြင့်ရမှာတွေ့ရမှာမဟုတ်ဘူးတချို့တရားဓမ္မတွေသိလောက်တာအဲ့ဒါညာမလောက်ပါနဲ့ကွင်လေးတွေကအခုမှစတင်ကကိုကဘေးဒီမာတွေဘယ်နဲ့စအောင်တော့ဘီဒီမာတွေဝိသုဒ္ဓိတွေအောင်မိထားပြီပဲအဲ့ဒါတွေ့ထားတာပဲကြည့်ရမှာတရားများများသိတယ်လို့ကအဲ့ဒါမျိုးသိမလို့တော့ဘူးနော်တရားဆိုတာတွေ့ရမှာမဟုတ်ဘူးတဲ့တွေ့ရင်ဓမ္မမစ္စရိယဖြစ်တယ်တရားဆိုတာကျင့်သုံးရမှာနော် ရမမစ္စရိယ၅မျိုးထဲမှာအဲ့ဓမ္မမစ္စရိယတရားကိုတွေ့တာလည်းပဲအတွေ့တစ်မျိုးပဲဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီတရားအပေါ်မှာဖြစ်နေတဲ့တွေ့တာမှုကိုလည်းသရာ တရားနဲ့လျှော့ချပြီးတော့အနိုင်ယူရတာဖြစ်တဲ့အတွက်မြတ်စွာဘုရားရှင်ကတော့တွေ့တာမှုကိုစွန့်လွတ်မှုနဲ့ပဲအနိုင်ယူရတယ်စုံနေဆိုတာပြီးတယ်ဆိုတာတတိရှိမှပြီးရတာတတိမရှိတဲ့သူကမပြီးရဘူးပြီးတဲ့သူနဲ့ယူတဲ့သူတိတ်ကွာချတယ်လူတွေကရရင်ပျော်တယ်လို့ထင်ရတာ ဒါပေမဲ့ယာကျင်းရဲ့နောက်ွယ်မှာပူလောင်မှုတောကကပါတယ်ပေးဆက်ခြင်းနဲ့ရယူခြင်းမှာပေးဆက်ခြင်းကဒါလည်းပို့ပြီးတော့ဓာတ်မှုရှိတယ်နော်ပေးတဲ့သူကပို့တယ်ယူတဲ့သူကလေးတယ်တခါတခါဘုန်းကြီးတို့မကွေးတရားဝဲသွားလို့ရှိရင်လေမကွေးရတရားနာပရိသတ်တွေကအဲ့ဒါစီဘုံနေလှူလိုက်တာစီဘုံပိတ်တာ20ဘုန်းကြီး2ဘုံ3ဘုံလောက်လှူလိုက်ပေါ်သူတို့ကလှူကျင်တာလေးလှူလိုက်တော့ပေါ် ပေးတဲ့သူကပေါ်တယ်ယူလိုက်တဲ့သူက IC ဘုံကြီးနဲ့ဘုံကြီးမအားတာကိုကားပေါ်တင်ရတာကိုလေးယူတဲ့သူကလေးတယ်ဆိုတာအဲ့ဒါပြောတာဩလူတဲ့သူကလူကျင်တာလေးလူခွင့်ရတဲ့အတွက်စိတ်ကလေးပေါ့ဘုံကြီးတည်းကသင်္ကန်းချင်းမပြီးတော့ဆင်းရတာကိုလေးတော့တော့ဒါကြောင့်မလို့ယူတဲ့သူကလေးတယ်ဆိုတော့ဘယ်တော့မှမယူဘူးပြစ်ဖြစ်နိုင်ပြေးနိုင်အောင်ကြိုးစားရ ဲ့ပေးတယ်ဆိုတာလဲတာမန်နဲ့မရဘူးတတ္တိရှိမှပေးရတာတရားရှိမှပေးရတာစေတနာရှိမှပေးရတာဆိုတော့ခုတန်တမ်းအဲ့ဒီတရားတရားလေးရှိနေတဲ့အခါမှာမပြတ်အောင်တရားတရားကိုပြတ်အောင်လုပ်ရတယ်ပေးနိုင်လို့ရှိရင်အကောင်းဆုံးကိုပေးပါမပေးနိုင်တဲ့အနေအထားမှာဆိုရင်စေတနာပြတ်အောင်ပေးပါနော်သိနေတောင်းနဲ့ချီပြီးပေးမှပေးတာမဟုတ်ပါဘူး ိုရှိတဲ့အနေထားလေးနဲ့လည်းတန်တန်လည်းမြပေးရင်လည်းပေးတာရောက်တာပါပဲเนาะနေစဉ်ဖះဆွန်းတော့ကတ်နေတာလည်းပေးနေတာပါပဲနေစဉ်ဆွန်းလောင်းနေတာလည်းပေးနေတာပဲဖြစ်တဲ့အတွက်ကြောင့်ဒါနာကလုံးဖို့လွယ်ပေးတာအဲ့ဒီဒါနာလေးမှာရှောက်ရှောက်ပြီးတော့မစ္စရိယတွေတောတောပြီးကတ်ပြီးတော့တတ္တိမရှိအောင်မစ္စရိယကတွေ့တာမှုတွေကတောတောလုတ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့တွေ့တာမှုမစ္စရိယကိုဆွန်းလွတ်မှုဒါနာနဲ့ပဲရှော့ချရတယ်အတွေ့ကိုဆွန့်လွတ်ခြင်းနဲ့ပဲရှော့ချမှာတက်တာလာဖြစ်တဲ့အတွက်ကြောင့် ပစ္စည်းဝတ္ထုတွေကိုတွေ့တာပဲဖြစ်ဖြစ်မြတ်စွာဘုရားမိန့်တော်မူတဲ့မစ္စရိယ၅မျိုးနေရာကိုတွေ့တာပဲဖြစ်ဖြစ်အမျိုးကိုတွေ့တာပဲဖြစ်ဖြစ်ပစ္စည်းကိုတွေ့တာပဲဖြစ်ဖြစ်အစင်းကိုတွေ့တာပဲဖြစ်ဖြစ်တရားကိုတွေ့တာပဲဖြစ်ဖြစ်အဲ့အတွေ့၅မျိုးဘယ်အတွေ့မှမကောင်းတဲ့အတွေ့ကြောင့်တွေ့တာမှုကိုဆွန့်လွတ်မှုဆိုတဲ့သရတရားနဲ့ပဲအနိုင်ယူပြီးတော့မိမိကိုယ်ကိုအတွေ့လျှော့ပြီးတော့အပေကရင်လွတ်ပြီးတော့စိတ်လက်စိတ်လွတ်ကိုယ်လွတ်စိတ်ပေါလူပေါဖြစ်နိုင်အောင်ကြိုးစားနိုင်ကြတော့သူတော်ကောင်းများဖြစ်ကြပါစေကုန်တော့တည်